ကျွန်ုပ်နောက်ပိုင်းမှာကြုံတွေ့လာကြရမယ့်ခင်မီစစ်ပွဲတွေမှာ AI တွေရဲ့အခမ်းကဏ္ဍဘလောက်ထိအရေးပါလာနေပြီလဲဆိုတာကိုစဉ်းစားကြည့်ကြအောင်ပါတရုတ်နဲ့ရုရှားတို့လိုအမေရိကန်ရဲ့ပြိုင်ဘက်တွေကလည်း AI နည်းပညာပိုင်းမှာစွမ်းဆောင်ရည်တွေတက်လာနေကြပါပြီအမေရိကန်မှာလည်းဒီလိုစွမ်းဆောင်ရည်မျိုးတွေရှိနေပါပြီဒါမဲ့အမေရိကန်ကသာတရုတ်ရုရှားတွေထက်တစ်နှစ်လောက်စိုးပြီးတော့ဒီ AI စွမ်းရည်တွေကိုပိုင်ဆိုင်ခဲ့မှာဆိုရင်အခြေအနေတွေဘယ်လိုပြောင်းလဲသွားနိုင်မလဲ ဒါနဲ့ပတ်သက်ပြီးတော့အသက်28နှစ်အရွယ်သာရှိသေးတဲ့ American စီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ် Scale AI ရဲ့ပူးတွဲတည်ထောင်သူ CEO တယောက်လည်းဖြစ်တဲ့ Alexander Wang ကနေသူ့ရဲ့အမြင်ကို podcast တစ်ခုမှာဖွင့်ချထားတာရှိပါတယ်သူပြောသွားတဲ့အထဲမှာလည်းဒီ AI နီးပညာကိုအရင်အောင်မြင်သွားတဲ့ဘက်ကနေကမ္ဘာဩဇာအကြီးဆုံးဆိုတဲ့နေရာကိုရသွားမယ်။ဥပမာပေးရရင်စစ်တူရင်ကစားကြတဲ့အခါမှာ ခမရတခါရွှေ့ပြီးတာနဲ့ကျွန်တော်က၁၀ကာလောက်ရွှေ့လို့ရတဲ့ပုံစံမျိုးအထီကိုအာသာသွားနိုင်တယ်လို့ဆိုပါတယ်။အလက်ဇန္ဒားဝမ်ကန်မိဘတွေကတရုတ်နယ်ဘွားအမေရိကန်လူမျိုးတွေဖြစ်ကြပြီးတော့သူကိုယ်တိုင်ကတော့အမေရိကန်နိုင်ငံသားပါ။သူရဲ့ scale AI ကုမ္ပဏီကလည်း American အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ American ကာကွယ်ရေးဝန်ကြီးဌာန DOD နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။သူက AI နဲ့ပဲမှအမေရိကန်ရဲ့ဥဆောင်မှုကိုထောက်ခံသူတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့မိတ်ဆွေတွေနဲ့အတူတူသူပြောထားတဲ့ podcast အကြောင်းကိုအသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Landing မြန်မာအနေပြန်လဲကြိုးဆိုလိုက်ပါတယ် And then we started working with the DoD on you know more ambitious and larger scale AI projects ကျွန်တော်တို့ကကာကွယ်ရေးဝန်ကြီးဌာန DOD နဲ့အတူပိုပြီးကြီးမားတဲ့ AI project တွေမှာလက်တွဲလုပ်ကဆောင်ရွက်နေပါတယ်။အခုလက်ရှိသူတို့နဲ့လှုပ်ဆောင်နေတာတွေကတခုကတော့ Thunder Force လို့ခေါ်တဲ့ program တစ်ခုပါ။ဒါစီရေးစီမံကိန်းတွေနဲ့စစ်စင်ရေးဆိုင်ရာစီမံကိန်းတွေအတွက် AI ကိုအသုံးပြုတာပါ။အကြမ်းမင်းပြောရရင်စစ်ဖက်ဆိုင်ရာစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်ရဲ့အဓိကအပိုင်းတွေကို AI ကိုသုံးပြီးအလိုအလျောက်လှုပ်ဆောင်ခြင်းအဖြစ်ဂျပန်များစွာကြာမဲ့အစားနိုင်ပိုင်းအတွင်းစီမံကိန်းတွေရေးဆွဲနိုင်ဖို့အထိရည်ရွယ်ထားတာပါ။ စစ်ပွဲတွေမှာ AI နဲ့ AI agent တွေကိုအသုံးပြုတာဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့လက်ရှိလူသားတွေပါဝင်နေတဲ့လုပ်ငန်းစဉ်တွေကနေလူသားတွေဟာစောင့်ကြည့်သူအတီးပြုတ်သူအဆင့်ကိုပြောင်းလဲနိုင်ဖို့အတွက်ပါလက်ရှိအခြေအနေမှာဆယ်စုနှစ်ပေါင်းများစွာအတွေ့အကြုံရှိနေတဲ့ပုံကိုယ်တွေကဒီလုပ်ငန်းစဉ်ရဲ့အဆင့်အတိုင်းကိုလှုပ်ဆောင်နေပါတယ်ဒါပေမဲ့ AI agent တွေကလှုပ်ဆောင်မယ်ဆိုရင်တော့သူတို့မှာနှစ်ထောင်ပေါင်းများစွာရဲ့အသိပညာတွေရှိနေပြီးတော့အလုပ်တွေလှုပ်ဆောင်ရမှာလဲအစထောင်ပေါင်းများစွာပိုမြန်သွားစေမှာပါ အာယုံခံကြိယာတွေကနေလာတဲ့ data တွေအားလုံးကို information အဖြစ်နဲ့ပြောင်းလဲပေးတဲ့လုပ်ငန်းစဉ်ကိုအရှိန်မြင့်တင်မယ်စစ်စင်ရေးဆိုင်ရာ viewer ရေးဆွဲခြင်းကိုလည်းအရှိန်မြင့်တင်မယ်ဒီပြပါပိုင်းမှာဆုံးဖြတ်ချက်မြင်မြန်ဆန်းဆန်းချနိုင်မှုလုပ်မယ်ဒါတွေအားလုံးကစစ်ပွဲတစ်ခုရဲ့အစဉ်တိုင်းအစိပ်ပိုင်းတိုင်းအတွက်အရေးပါနေပါတယ်ဒါဆို mission တစ်ခုရေးဆွဲတဲ့အခါမှာအထူးသဖြင့်နီးပြူဟာပိုင်းဆိုင်ရာမှာဘလောက်ထိအထောက်ကူပြုလဲဆိုတာကိုဆက်ပြီးပြောပြပါအောင်မယ်။ဥပမာအဖြစ်ကျွန်တော်တို့မမျှော်လင့်ထားတဲ့တတိပေးချက်တစ်ခုပေါ်လာတယ်ဆိုပါစို့ ဥမာတင်မော်ဒဇင်းပေါ်လာပြီလို့သတိပေးချက်ထွက်လာပြီဒါဆိုအဲ့ဒီသတိပေးချက်က AI system နဲ့စီကိုရောက်သွားပါတယ်ပထမဆုံးလုပ်ရမယ့်အဆင့်ကတော့ sensing ပါ AI ကသူ့မှာရှိသမျှအချက်အလက်တွေကိုပြန်ပြီးတော့စမ်းစစ်တယ်အဲ့ဒီတင်မော်အကြောင်းသူဘယ်လောက်သိထားလဲဆိုတာကိုရှာဖွေပါတယ်ဒါတွေကိုလူတစ်ယောက် analyze တစ်ယောက်ကလုပ်မယ်ဆိုရင်အဲ့ဒီလိုအချက်အလက်တွေအားလုံးကိုစစ်ဆေးတာလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်တာကိုအချိန်ယူပြီးမှလုပ်ရပါမယ် ဒါမဲ့ AI agent တွေကတော့သမိုင်းဝင် sensor data တွေအထိပါအားလုံးကိုလေ့လာနိုင်ပါတယ်။ဥမာဒီ radar မှာတစ်ခုခု ပေါ်လာတယ်။ဒီဘက်ဂျိုဒူးပုံရိပ်မှာတစ်ခုခုပေါ်လာတယ်။ဒါဆိုရင်ဒီတင်းမော့ရဲ့လမ်းကြောင်းကအစာခံမှန်းလို့ရပါတယ်။ပြီးရင်ဒီလုပ်ငန်းစဉ်တွေကိုအခြေခံပြီးတော့ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုနားလည်အောင်စူးစမ်းပါတယ်။ပြီးတော့ဒီအခြေအနေအတွက်ဘယ်လိုတုံ့ပြန်ဆောင်ရွက်နိုင်မလဲဆိုတော့ cost of action တွေကိုရှာဖွေပေးပါတယ်။ ခြေနေမှန်ကိုသိပြီးပြီဆိုတာနဲ့ဒီသင်းမို့ပြစ်ချရမလားဒါမှမဟုတ်ဆက်ပြီးစောင့်ကြည့်ဖို့လိုမလားစားတာတွေလည်းအကြံပေးနိုင်ပါတယ်အဲ့နောက် AI ကနီလန်းတစ်ခုချင်းစီကို simulation program တွေကိုထည့်ပြီး run ပါတယ်ဒါကစစ်ပွဲတစ်ခုကိုတကယ်ကိုအချိန်နဲ့တပြေးညီကစားတာပါပဲ AI ကတကယ်လို့ငါတို့ပြစ်ခတ်တိုက်ခိုက်လိုက်မယ်ဆိုရင်ဘာဖြစ်လာမလဲဒါမှမဟုတ်တကယ်လို့ငါတို့ဒီသင်းမို့တေချာစောင့်ကြည့်ပြီးတော့ထောက်လိုင်းရေလုပ်ငန်းစဉ်ကိုပဲဆက်လုပ်မယ်ဆိုရင်ရန်သူကဘာတွေစပြီးလုံလာနိုင်မလဲ ဘလို့အန်နီယယ်ရီနဲ့ရင်ဆိုင်ရမလဲစသဖြင့်တွက်ချက်ပေးပါတယ်ဒီလုပ်ငန်းစဉ်တွေအားလုံးကလည်း automatic ဖြစ်နေတာကြောင့်ဒီစစ်ပွဲ simulation တွေကိုအချိန်တိုအတွင်းမှာပဲအချိန်တန်းပေါင်းများစွာ run လို့ရပါတယ်ဆိုတော့လူတွေလိုမျိုးစစ်ဘက်ဆိုင်ရာနီးဗျူဟာရေးဆွဲသူတွေကတခါတည်းပဲဗျူဟာချပြီးစစ်ပွဲကိုအဆုံးထိတိုက်ရတာမျိုးမဟုတ်တော့ပါဘူး AI ကမတူညီတဲ့နီးလမ်းပေါင်းများစွာကိုသုံးပြီးတော့တစ်ခုချင်းစီအတွက် simulation တန်းပေါင်းများစွာကို run ပြီးပြီဆိုတာနဲ့စစ်ဦးစီးချုပ်ကိုအသေးစိတ်အစီရင်ခံစာတစ်ခုပေးနိုင်ပါတယ်။ဒီအစီရင်ခံစာထဲမှာလည်းဘလို့နီးလမ်းမျိုးတွေကိုထည့်စင်စားခဲ့လဲဖြစ်လာနိုင်တဲ့ရလတ်တွေကဘာတွေလဲ scenario တစ်ခုချင်းစီမှာ simulation တွေရဲ့ရလတ်ဘလို့ထွက်ခဲ့လဲဆိုတာကိုမြင်သာအောင် ပြသပေးနိုင်ပါတယ်။နောက်ဆုံးတော့စစ်ဦးစီးချုပ်ကနေပဲဆုံးဖြတ်ချက်ကိုချရမှာပါ။ ဒါဆိုဒါဘာလို့ဆိုလို့နေလဲဆိုရင်တော့စစ်ပွဲရဲ့လက်ရှိအခြေအနေကဘလို့လဲရန်သူရဲ့ဖြစ်လာနိုင်ခြေရှိတဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကဘာတွေလဲလုံဆောင်မှုတစ်ခုချင်းစီရဲ့အကျိုးဆက်တွေကဘာတွေလဲစတာတွေကို AI ကစက္ကန့်ပိုင်းအတွင်းထုတ်ပေးနိုင်ပါတယ်အခုလက်ရှိမှာတော့ဒီ model တွေကနည်းနည်းလေးနှေးနေသေးလို့နိုင်ပိုင်းလောက်ကြာနိုင်ပေမဲ့နောက်ဆိုရင်တော့ပိုပြီးမြန်လာမှာပါ ဒါမဲ့ဒါကိုလူတွေကလုံးမယ်ဆိုရင်တော့ရက်ပေါင်းများစွာအချိန်ပေးရနိုင်ပါတယ်ဒါမဲ့ AI ကအကြံပြုချက်ပေးသင့်ရလားဆိုတာကတော့ပြန်ပြီးစဉ်းစားနေတော့မှာပဲဘာလို့လဲဆိုတော့စေဦးစီးချုပ်တွေက AI ပြောတာတွေကိုပဲလိုက်နာနေတာမျိုးမဖြစ်စေချင်လို့ပါကျွန်တော်တို့ရဲ့စေဦးစီးချုပ်တွေဟာကမ္ဘာပေါ်မှာအကောင်းဆုံးလူသားတွေပါ သူတို့ကလည်းရန်သူဘက်ကတုံ့ပြန်ဆောင်ရွက်နိုင်မှုအခြေအနေပေါ်ကိုကြည့်ပြီးတော့အကျိုးဆက်အားလုံးထည့်သွင်းစဉ်းစားပြီးဆုံးဖြတ်ချက်ချနိုင်တဲ့လူတွေပါဒါကြောင့်ကျွန်တော်တို့ကစေဦးစီးချုပ်တွေကို သူတို့ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုပဲဆက်ပြီးသုံးစေခြင်းပါတယ် AI ပြောတာတွေကိုပဲလွယ်လွယ်ကူကူလိုက်လုပ်စေခြင်းနေတာမျိုးမဟုတ်ပါဘူးဒါပေမဲ့နောက်ဆက်တွဲအခြေအနေကဘာတွေဖြစ်လာနိုင်မလဲဆိုတာအရေးကြီးပါတယ်ဒါကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်တကယ်လို့အမေရိကန်မှာပဲဒီလိုစွမ်းရည်မျိုးရှိနေတယ်ဆိုရင်တော့အရန်ကောင်းပါတယ်။တခြားနိုင်ငံတွေထက်အများကြီးတာနေမှာပါ။ဒါမဲ့တရုတ်ရုရှားတို့လို Red Force တွေကလည်းဒီစွမ်းရည်မျိုးရလာပြီဆိုရင်ဘာဖြစ်လာမလဲ ဒါဆိုရင်ကျွန်တော်တို့ရောသူတို့ပါဒီလိုပြီးပြည့်စုံတဲ့ scenario တွေရှိနေတယ်ဆိုတာကိုတစ်ဖက်နဲ့တစ်ဖက်သိနေကြတဲ့အခြေအနေကိုရောက်သွားမှာပါ။ဒါတကယ်ကိုရှုပ်ထွေးတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပါဆက်နွယ်နေတဲ့အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်။အဲ့ဒီခါကျရင်တော့ထောက်လန်းရေးအချက်လက်တွေဘလောက်ကောင်းလဲဆိုတဲ့အချက်ပေါ်မှာပဲမူတည်သွားပါလိမ့်မယ်။ကျန်းသူစီဦးစီးကျုပ်တွေအကြောင်းဘယ်လောက်သိလဲသူတို့ရဲ့ data စုဆောင်းနိုင်စွမ်းတွေအကြောင်းဘယ်လောက်သိထားလဲသူတို့ကရောကျွန်တော်တို့အကြောင်းတွေဘာတွေသိနိုင်ချေရှိလဲစတဲ့အခြေအနေတွေပေါ်မှာမူတည်သွားပါပြီ ဒါမဲ့တမယိုးကြစစ်ပွဲတွေလို့မဟုတ်ဘဲနဲ့စစ်ပွဲကပိုပြီးမြန်ဆန်လာပါလိမ့်မယ်။ကျွန်တော်တို့ကပုံမှန်ထက်ပိုပြီးမြန်မြန်ဆုံးဖြတ်ချက်ချနိုင်တယ်လို့ရန်သူဘက်ကလည်းအတိအကျတူတူပဲပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်ပါလိမ့်မယ်။ကျွန်တော်ထင်တာကတော့တိုင်မင်ကတကယ်ကိုအရေးပါလာပါတယ်။တကယ်လို့ကျွန်တော်တို့ကဒီစွမ်းရည်ကိုရန်သူထက်တစ်နှစ်လောက်စောပြီးရခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘက်ကပိုပြီးမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မယ်။ကျွန်တော်မကြာခဏသုံးလေးရှိတဲ့ဥပမာတော့စစ်တူရင်ကစားတာနဲ့စင်တူတယ်လို့ဆိုတာပါ ခမရတကြိမ်ရွှေ့ရင်ကျွန်တော်က10ကြိမ်ရွှေ့လို့ရတယ်ဆိုပါစို့ဒါဆိုဒီပွဲကိုကျွန်တော်ကပဲအနိုင်ရသွားမှာပါဒါဒီ AI စွမ်းရည်ကနေရရှိလာမယ်မညီမျှတဲ့အားသာချက်တစ်ခုပါပဲဒါမှမဟုတ်ဒီစွမ်းရည်ကနှစ်ဖက်စလုံးမှာမျှတာသွားပြီဆိုတာနဲ့တော့ဒါထောက်လန်းရေးအချက်လက်ပေါ်မှာပဲမူတည်တဲ့ပြိပက္ခမျိုးဆုံးဖြတ်ချက်ချနိုင်စွမ်းပေါ်မှာပဲမူတည်တဲ့ကစားပွဲမျိုးဖြစ်သွားပါလိမ့်မယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ် ဒီပေါ်မှာမိတ်ဆွေတို့အနေနဲ့ရောဘလို့အမြင်မျိုးတွေရှိပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်